သမရနိုင်ငံတော်အတွန်းရှိပါစေပြင်သစ်နိုင်ငံအတွန်းရှိပါစေလို့ကြွေးကြော်ခဲ့တဲ့ ပြင်သစ်သမ္မတနီကိုလတ်ဆာကိုစီဟာတချိန်ကရာဇဝတ်မှုတွေကိုပြက်ပြက်သားသားဂိုင်တွင်မဲ့ပုံရိပ်ကိုဖော်ဆောင်ခဲ့ပေမဲ့အခုတော့ပြင်သစ်နိုင်ငံရဲ့ပထမဆုံးထောင်ကျခံရမယ့်ခေတ်သစ်သမ္မတဖြစ်လာတော့မှာပါလီဘီယာနိုင်ငံကနေမဲဆွယ်ရမုံငွေတွေတောင်းခံမှုရာဇဝတ်မှုမြောက်တဲ့ပူပေါင်းကြံစည်မှုစွဲချက်တွေနဲ့အပြစ်ရှိကြောင်းတရားရုံးကဆုံးဖြတ်ပြီးသူ့ကိုထောင်ဒဏ်၅နှစ်ချမှတ်ခဲ့ပါတယ်ဆာကိုစီကတော့ ချက်ချင်းမဲ့သူ့မှာအပြစ်မရှိကြောင်းသတင်းတောက်တွေကိုထပ်လောင်းပြောကြားခဲ့ပါတယ်။ It's shiver absolutely. သူတို့ကကျွန်တော်ထောင်ထဲမှာအိပ်စေခြင်းနဲ့ဆိုရင်တော့ကျွန်တော်ထောင်ထဲမှာအိပ်ပါမယ်။ဒါပေမဲ့ကျွန်တော်ရဲ့ခေါင်းကိုတော့မော့ထားမှာပါလို့စာခိုစီကပြောခဲ့ပါတယ်။တချိန်ကအစင်တန်းမြင့်မြင့်သမ္မတလူလူတွေခေါ်ဆိုခဲ့တဲ့အသက်80အရွယ်သမ္မတဟောင်းတယောက်တည်းတော့အခုချိန်ဟာမထင်မှတ်လောက်တဲ့ကြာဆုံးမှုတစ်ခုဖြစ်နေပါတယ်။ Il paye pour les fautes qu'il a fait si réellement il les a faites. ဘယ်လိုစာခိုစီဟာသူ့အမှားကျူးလွန်ခဲ့တယ်ဆိုရင် ဲ့ဒါအတွက်ပြန်ပေးဆက်နေရတာလို့ပြောပါတယ်အစိုးရထဲမှာအဲ့ဒီလိုလူတွေအားလုံးကိုအဲ့ဒီလိုပဲလှုပ်တင်ပါတယ်အဲ့ဒီမှာလိန်ညာတဲ့သူတွေတော်တော်များများရှိတယ်လို့ကျွန်မထင်တယ်လို့ပါရီမျိုးကံအမျိုးသမီးတူကပြောဆိုပါတယ်စာခိုစီဟာပြည်ထောင်ဝင်ကြီးပြီးတော့ဗန်နိုင်းဝင်ကြီးကနေ2009ခုနှစ်မှာပြင်သစ်သမ္မတဖြစ်လာခဲ့တာပါသူ့ရဲ့သမ္မတတက်တန်းတွင်ပြင်သစ်နိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်မှုကတိပြုခဲ့ပါတယ်သမ္မတရာထူးကနေထွက်ခွာပြီးမကြာခင်မှာပဲတရားစွဲဆိုမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးအဂရိလိုက်စားမှု ဩဇာအာဏာအလွဲသုံးစားမှုနဲ့တရားမဝင်မဲဆွယ်ရမငွေသုံးစွဲမှုတွေနဲ့တရားစွဲဆိုခံခဲ့ရပါတယ်။အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုကိုဦးဆောင်နေသူဆန်ဒရာကော့ဆက်ကတော့တရားရုံးဆုံးဖြတ်ချက်ကိုချီးကျူးထောက်ခံခဲ့ပါတယ်။ So it's a strong uh, signal for the state of law ။ဒါကတရားဥပဒေစိုးမိုးရေးအတွက်ခိုင်မာတဲ့ဆောင်ရွက်မှုတစ်ခုပါ။နိုင်ငံတော်ရဲ့အမြင့်ဆုံးအဆင့်ကဖြစ်နေရင်တောင်အရေးယူခံရမယ်ဆိုတာကိုပြလိုက်တဲ့ခိုင်မာတဲ့သက်သေပြမှုတစ်ခုပါပဲ။ပြီးတော့ဒါကနိုင်ငံရေးတရားခွင်မဟုတ်ပါဘူး။ ဒါကနိုင်ငံရေးသမားတချို့အတွက်တရားခွင်မှာဒါအရန်ကွာခြားပါတယ်လို့ Sandra Cossack ကပြောဆိုပါတယ်။တမနာဟောင်းဆာကူစီဟာအခုလိုတရားဥပဒေကြောင်းအရစိန်ခေါ်မှုတွေရှိနေပေမဲ့သူ့ရဲ့နိုင်ငံရေးဩဇာလွှမ်းမိုးမှုကတော့ရှိနေဆဲဖြစ်ပြီးလက်ရှိပြင်သစ်တမနာ Emmanuel Macron နဲ့လည်းပုံမှန်စကားပြောဆိုမှုတွေရှိတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါနဲ့ပတ်သက်ပြီးအစိုးရကမှတ်ချက်ပေးတုံ့ပြန်ခြင်းမရှိပါဘူးခင်ဗျာ။